ဧရာဝတီတိုင်းဒေသကြီးမော်လမြိုင်ကျွမြို့နယ်မှာရန်ကုန်ဈေးကွက်သို့ပြီးခဲ့တဲ့တလအတွင်းဒေသထွက်အုံအမှုတီအလုံးရဲအများပြားတင်ပို့ရောင်းချနိုင်ခဲ့တယ်လို့မော်လမြိုင်ကျွမြို့နယ်မှာအုံဒီရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်ထံကနေသိရပါဗျာ။ မော်လမြိုင်ကျွမြို့နယ်မှာရန်ကုန်ဈေးကွက်သို့ပြီးခဲ့တဲ့ဩဂတ်စလ၃ရက်နေ့ကနေ31ရက်အတွင်းကအုံအနုတီအလုံးရေ9သိန်းအထိသာတင်ပို့ရောင်းချနိုင်ခဲ့ပြီးစက်တင်ဘာလ၃ရက်နေ့ကနေ30ရက်အထိတလအတွင်းအုံအနုတီအလုံးရေ6သိန်း6ထောင်အထိတင်ပို့ရောင်းချနိုင်ခဲ့တယ်။အဆိုပါတင်ပို့ရောင်းချခဲ့ရတဲ့အုံတီအနုအလုံးရေတရာကလေးငွေကျပ်9000ထောင်အထိဈေးပေါက်နေတယ်လို့သိရပါဗျ။ ီဘက်ကနေထွက်ရှိတဲ့အသေးသားထွက်ကုန်တွေကိုရန်ကုန်ဈေးကွက်ကိုပဲအဓိကတင်ပို့ရောင်းချပါရယ်ပြီးခဲ့တဲ့တလအတွင်းအုံအနုတီတွေဝေယူအားကောင်းခဲ့ပါရယ်ရန်ကုန်ဈေးကွက်ကလက်ရှိမှာလဲအုံတီအနုတီတွေဝေယူအားကောင်းနေပါရယ် အုံအမှုတီအတုံပြုလို့ရတဲ့ဆက်ဆက်လုပ်ငန်းတွေလည်းလေပတ်လောက်ကန်အားတက်နေလို့အဝေးလိုက်နေတာဒေတာထွက်အုံတီအမှုတီတွေဝေလို့အားတက်လာတဲ့အတွက်စိုက်ပျိုးသူတွေအနေနဲ့အုံတီတွေကိုရင်းနေအထိစောင့်စရာမလိုပဲဝငွေရရှိနေပါတယ်လို့မော်လမြန်ကျွန်းမြို့နယ်မှာအုံတီရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်တဦးကပြောပါရယ်မော်လမြိုင်ကျွန်းမြို့နယ်မှာရန်ကုန်ဈေးကွက်သို့အုံအမှုတီတွေပုံမတင်ဖို့ရောင်းချနေရတဲ့အတွက်ပွေးရုံလုပ်ငန်းရှင်များအုံတီစိုက်ပျိုးရေးလုပ်ငန်းရှင်များ ကုန်ထမ်းလုပ်သားများကုန်တင်ရင်အငားလိုက်သူများအလောက်ကိုင်းအခွင့်အလမ်းရရှိအဆင်ပြေနေရလို့မော်လမြိုင်ကျွန်းမြို့နယ်မှာအုံတီရောင်းဝယ်ရေးပွင့်ရုံလုပ်ငန်းရှင်တွေရဲ့ပြောပြချက်အရသိရပါဗျာ